အားလုံးပဲမင်္ဂလာပါ Agri Football Channel မှာပြန်လည်ကြိုဆိုပါတယ်။ Premier League ရဲ့ပွဲစဉ်ခုနှစ်ဒနင်္ဂနွေညပွဲစဉ်တွေကိုကျွန်တော်တို့သုံးသပ်ကြည့်အောင်ဗျာ။ဒီနေ့နေ့ညမှာဆိုရင် Aston Villa နဲ့ Burnley, Everton နဲ့ Crystal Palace, Newcastle နဲ့ Nottingham Forest, Wolverhampton နဲ့ Brighton တို့ကမြန်မာစံတော်ချင်း9ခွန်နိုင်ကွဲမှာကစားမှာဖြစ်ပြီးတော့ Brentford နဲ့ Man City ကတော့ည10နိုင်မှာကစားမှာဖြစ်ပါတယ်။ international prime time နဲ့နောက်ဆုံးကြည့်ရမယ့် premier league ပွဲစဉ်တွေလည်းဖြစ်ပါတယ် ပမာတော့ပွဲစဉ်တွေကတော့ Aston Villa နဲ့ Ban Lee ပွဲကိုကျွန်တော်တို့သုံးသပ်ကြည့်အောင်နော် Aston Villa ကဒီယာဒီဒါထမှာအဆင်ပြေမှုတွေများစွာဖြစ်ခဲ့တယ်။ယာဒီစား၅ပွဲလုံးနိုင်ပွဲပျောက်ဆုံးခဲ့တယ်။ EFL ကမှာ Brentford ရှုံး Brentford ကို penalty နဲ့ရှုံးပြီးတော့ပြန်ပွဲရနေပြီးတော့ drop out ခဲ့ရတယ်။အနောက် Europa League မှာ Italy Club Bologna ကိုအိမ်ပွဲမှာနိုင်ပြီးတော့သူ့ရဲ့ mandate ပြန် highlight လို့ပြောရမယ်။ ပရီးမီယာလိပွဲစဉ်6မှာဖူလန်ကို3-1နဲ့နိုင်နေနောက်ထပ်ယူဘာလီမှာနက်တာလန်ကလပ်ပီယန်နုကိုဆက်နိုင်တယ်အဲ့တော့နောက်ဆုံးနိုင်ပွဲ3ပွဲဆက်နေတဲ့အတင်းပေါ့ဗျာတစ်ဖက်ကဘန်လီကိုကျွန်တော်တို့ကြည့်အောင်ဘန်လီကဒီယာဒီခြေစမ်းထိုးကြနေတဲ့အတင်းဗျာဒီယာဒီနိုင်ပွဲ2ပွဲရရထားတယ်ပရီးမီယာလိမှာဆန်နာလန်ကို2-2ဆိုတော့ရတယ် EFL ကမှာဒါဘီကောင်းတာဟုတ်တပွဲဒီပွဲဆိုလဲနော်ဒီယန်ဟော်နန်နဲ့တပွဲတီးကြပြီးတော့ရမတ်၄မှတ် အစင်းဆက်ရှင်နဲ့တန်းစင်းဆောင်နေရာမှာရောက်နေတဲ့တင်ပြ။ကဲအဲ့တော့ကျွန်တော်တို့သူတို့နှစ်တင်ရဲ့ပေါက်ကြီးလေးကိုတစ်ချက်ကြည့်ကြည့်အောင်ဗျာ။ Astrombilla 1D 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 ဆိုရဲကြီးကတော့အနေအများနဲ့ကြည့်ဗျာ။ဒါပေမဲ့ Astrombilla လက်ရှိသူတို့ရဲ့မန်တယ်ပြန်ဟိုက်နေတဲ့ဤပြအွန်လိုင်းအမ်နီယာပရီးမီးယားလိမှာဒီပုံစံနဲ့နေမဲ့အတင်းတော့မဟုတ်ဘူး။အဲကြောင့်ကျွန်တော်ကတော့ဒီပွဲကိုလက်ရှိ၃ပွဲဆက်အနိုင်ရနေတဲ့အက်စတွန်ဗီလာကိုရွေးချယ်ပေးချင်ပါတယ်။ ဒုတိယပွဲဒုတိယပွဲကတော့ Everton နဲ့ Crystal Palace နှစ်တင်းလုံးကဒီရဒီခြေစားကောင်းတဲ့အတင်းပြ Everton နောက်ဆုံး၄ပွဲရုံးဝဲဆက်နေတယ်တစ်ခါက Palace ကတော့ Premier League မှာပြောစရာမရှိဘူးဗျာတစ်ခါက Palace က Premier League မှာရုံးဝဲမရှိသေးတဲ့တင်းနေတော့အတင်းဖြစ်တယ် Premier League နောက်ဆုံး၂ပွဲအနိုင်ဆက်ထားတယ်၂ပွဲလုံးမှာကိုယ်တွင်းတယ်အဆုံးပွဲမှာဆိုရင်လီဗာပူးကနောက်ကျအနိုင်ကိုနဲ့တွဲပြီးတော့လီဗာပူးရဲ့ရှုံးဝဲမရှိစံချင်းကို ချိုးဖြတ်သွားတယ်။ကြည့်ရတော့ကျွန်တော်ကြည့်ဦးကြည့်အောင် Everton လေ -3 တဲ့။ရှုံးမဲမရှိသေးတဲ့ Crystal Crystal Palace လို့အတင်းမျိုးလေ -30 ထွက်တယ်ဆိုတော့ကြည့်ရနည်းနည်းတော့အံ့ဩဖို့တော့ကောင်းတယ်။ Everton England မှာ Palace ကကစားကောင်းကစားခနိုင်တယ်ဒါပေမဲ့ရှုံးမှုတော့ကျွန်တော်လမ်းမမြင်ဘူးသူတို့ရဲ့ရှုံးမဲမရှိစံကြုံစရက်ထိန်တာမယ်လို့ယုံကြည်တယ်ဒါကြောင့်ကျွန်တော်ကတော့တည်ကြရင်တော့ပြောရှင်ခွင့်ရမယ် Crystal Palace ကိုရွေးချယ်ပြီးချင်ပါတယ် နောက်ထပ်တစ်ပွဲက Chris Pelin and Nordian Forest မကြားတော့ဒီယာဒီမာဒီယာဒီဆိုတာထက်ချန်ပီယံလိမှာဘာဇီလိုနာနဲ့အပြီးမှာတော်တော်ကောင်းလာတဲ့အတင်းကတော်တော်ရှော့တယ်လို့မြင်ရတယ်ဒီခန်းစင်းရောတိုက်စင်းရောတော်တော်မှကြောတဲ့အတင်းချန်ပီယံလိမှာဆိုပြီးဘာဇီလိုနာမနေ့ကံခဲ့ရတယ်ပြောမယ်ဟုတ်နောက်ဆုံးချန်ပီယံလိနောက်ဆုံးပွဲမှာဆိုရင်စိန့်ကယ်လိုဝဲကို4-0ဆိုရရလည်းအနိုင်ခဲ့တယ် Defend Northern Forest ကတော့သူတို့ပိုင်ရှင်တဲ့နီးပြားတွေချမှာအဆင်ပြေမှုတွေဖြစ်ခဲ့တယ်သူတို့ရဲ့နီးပြားဖြစ်တဲ့ Nuno Santos နီးပြားနဲ့ကစားသမားဖြစ်ပြီးတော့ထွက်တယ်နီးပြားတဲ့လက်ထက်မှာကိုရှိနိုင်ပွဲ ပြောင်းဆုံးနေတဲ့တင်တင်ပိုင်ရှင်နဲ့ကိုချင်းစုနနာရနေတယ်တင်ပိုင်ရှင်ကလွယ်ပြီးလို့ရှင်ကွင်းထဲမှာနည်းနည်းဝင်ပြီးတော့သူနဲ့မဆိုင်တဲ့လှုပ်တွေကိုလှုပ်တဲ့အတွက်နီးပြန်တဲ့အဆင်ပြေမှုတွေဖြစ်လို့လုံးဝမန်တီစထွက်တယ်လက်ရှိတော့ဝဟန်တင်းကိုကိုင်းနေတယ်ပေါ့ဗျာ တင်းပိုင်ရှင်နဲ့ကုချင်းတို့တော့တော်တော်များများရနေတော့ပြီအတင်းကတန်းစင်းစုံနာမှာရောက်နေတဲ့အနေထားကဲအဲ့တော့ဒီပွဲမှာဆိုရင်ဒီကတိတ်ကသူ့ရဲ့ပထမဆုံးနိုင်ပွဲကိုယူမလားဒါမှမဟုတ်တစ်ဖက်ကငှက်ကြရရပဲဆက်လက်အနိုင်ရသွားမှာပထမဆုံးနိုင်ပွဲကိုယူအောင်လဲတစ်ဖက်ကငှက်ကြတဲ့ပြအထင်တော့တော့လွဲမနေဘူးကဲကျွန်တော်ပေါက်ကြည့်ကြည့်အောင်ပေါက်ကြည့်ရ 1D 1D ဆိုတဲ့ကြီးကကုနာအက်စတိုဗီယာနဲ့ကြီးလို့ပဲတော်တော်ပြင်းနေတော်တော်ပြင်းကြတယ်ပုံပြင်းနေပုံမှရှိတယ် နှစ်ဖက်အတင်းခြေတန်းရာငကြတို့ဟာသူ့ရဲ့အိမ်ကမှနိုင်ဝဲဆဲအောင်မှာပဲအဲ့တော့ဝမ်ဂျီဆိုတဲ့နိုင်အောင်တေးကြမယ်ကြီးခွာမယ်အနေထားမှာကျွန်တော်ကတော့အင်ရှင်နျူကာဆယ်တင်းကိုပဲရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်တစ်ပွဲကတော့ဘူဘာဟန်ဒန်နဲ့ပရိုက်တာဒီဘက်ကြီးကလဲမိုင်းနဲ့ရှစ်ဆက်ပရိုက်တန်တေးကြောပေးထားတာဗျအနေပြားတဲ့ကြီးနှစ်သင်းလုံးကခြေသန်းအနေမငြိမ်တဲ့အနေထားမှာဖြစ်တဲ့တက် ကျွန်တော်ကတော့ဒီပွဲကိုတည်တည်ချာချာကြီးတုံးသက်ပေးခြင်းနဲ့စိတ်တော်မရှိဘူးဗျအဲ့တော့ကျွန်တော်တို့တော့တည်ရကြရင်တော့အတားစီးရမယ်ဥပဟန်တန်အောင်ပဲပြည့်ချက်ပေးခြင်းပါတယ်ကဲနောက်ဆုံးပွဲနောက်ဆုံးပွဲကတော့ Brentford နဲ့ Manchester City ဒီပွဲကြီးကတော့ကျွန်တော်ကြီးကိုမြင်လိုက်တည်းကတော်တော် surprise ဖြစ်သွားတဲ့အထက်မှာပါတဲ့1.20ဆိုတဲ့ကြီး မက်ဆေ့ချ်ဆိုတဲ့အတင်း one black message ဆိုတဲ့ကြီးဖောက်တာတော်တော်မြုံနိုင်တော့ကောင်းတယ်တရားကြီးခေါ်လာပါလာတော့ကျွန်တော်လည်းမသိဘူးဗျာဒါပေမဲ့ကျွန်တော်အဲ့ဒီကြီးခေါ်လာပါရင်ကျွန်တော်ထင်တွေ့တော့မန်ချက်စတာစီးရီးယားပရီးမီးယားလိမှာတတိယလိခိုးကောင်းနေတဲ့အတင်းဗျာရှေ့တပွဲမှာဘန်လီ one five ဆိုတဲ့ကိုပြက်အနိုင်ရခဲ့ပြီးတော့ကျွန်တော်တို့ body ကြီးရောကိုပေါင်းကြီးရောပျော်ရွှင်ခွင့်ပေးခဲ့တယ်တကယ်တော့ one plus 20ဆိုရကြီးရကိုယ်နဲ့မှ haaland တယောက်မြင်တာ ਨੇ နေသွားနိုင်တဲ့ကြီးဗျကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတွေတဲ့တယောက်ရှိတဲ့တင်း1 plus 20ဆိုတဲ့ကြီးထွက်တာကတော့လွန်နာပေါ့ဗျာကြားထဲမှာချန်ပီယံလိမှာမိုနာကိုပြင်သစ်မှာတွားရောက်စားတာတည်ထွက်ပေါ်ခဲ့တဲ့အတွက်ဒီကြီးထွက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ချန်ပီယံလိမှာဖြစ်တဲ့အတွက်ပြင်သစ်မှာတွားကစားတာဖြစ်တဲ့အတွက်ဒီရလက်ထွက်ပေါ်ခဲ့တာတော့အထားတပွဲကောင်းနှစ်ပွဲကောင်းချန်ပီယံလိမှာတော့လွှဲချောက်ကောင်းလွှဲချောက်နိုင်ရေပေါ့ဗျာ ဒါပေမဲ့လည်း Premier League မှာတော့ Manchester City ကသူ့အလုပ်ကိုသူလုပ်နေတယ်။မကြခင်ရာသီဝက်လောက်မှာဒီ International Break ဒီပေါ့ရာသီဝက်လောက်ကြရင် Champion Title Race မှာ Man City တို့ပြန်လာဖို့ရှိတယ်အသိလို့ကျွန်တော်တော့မြင်နေ။ Guardiola လည်းပဲသူ့အလုပ်ကိုသူလုပ်နေတယ်။ Arsenal နဲ့ပွဲကိုကြည့်ဗျာ။ Wayne Rooney နဲ့သူတို့အသားကြီးရထားတယ်။အကောင်းဆုံးတိုက်စစ်ကအကောင်းဆုံးခံစစ်ဆိုရယ်ပေးရအကောင်းဆုံးခံစစ်ကိုစော့ပြသွားတာ။ ဆော့လဲဆော့တတ်တယ်ဗျာကောင်းလဲကောင်းတယ်ခန်းသေးဆော့သွားတာမာတနယ်လီရဲ့နောက်ကျအတွင်းကိုကြောင့်ဒီတမှတ်ပဲရခဲ့တယ်နေတန်အကီရဲ့စိတ်ပင်ပူပူပန်မှုတွေကြောင့်လဲပါတာပေါ့ဗျာနေတန်အကီဗျာကျွန်တော်ပြောချင်တာဒီဘဲကနည်းနည်းစိတ်ပူတတ်တဲ့ဘဲလို့ပြောအောင်နေတန်အကီရသူစနဘဲမထားတဲ့အကြောင်းရင်းလဲအဲ့ဒါကြောင့်ပါတာပေါ့ဗျာသူကအဲ့ဒီ offside ဖမ်းတဲ့ခါကျရင်သူကညင်ညင်နေတတ်တယ်တပွဲလဲမဟုတ်နှစ်ပွဲလဲမဟုတ်ကျွန်တော်ကြည့်ကြည့်နေတယ်အဲ့ကြောင့်သူ့ကိုဘယ်လိုလား left လက်ဘက်မှာတုံးတဲ့ပုံနဲ့ပေါ်တယ်နောက်တစ်ခုကမန်ချက်စတာစီးပြီးမှလက်ရှိလိုင်းအပ်အရာဆိုလို့ရှိရင်လိုနီယာရိုက်ဘက်ပြသူတို့ရိုက်ဘက်မှာကိုင်ဝေါ်ကာထွက်ပြီးတော့သူတို့ရဲ့လက်ကျန်ရိုက်ဘက်တယောက်ဖြစ်တဲ့ကိုင်ဝေါ်ကာထွက်ပြီးတဲ့နောက်မှာကိုင်ဝေါ်ကာကိုပန်းလေးတင်းကိုရောက်ပြီးတဲ့နောက်မှာရိုက်ဘက်မှာသူတို့လိုနေတယ်ကူစနောဆော်တဲ့အချိန်မှာ right back ကအဆင်ပြေတယ်ဒါပေမဲ့ကူစနောလက်ရှိမှာတရံပြဿနာရှိနေတယ်အဲတော့နူနက်ဆော်မလား ဘီကိုလူဝဲစောင်းလာနေအောင်စောတာပြန်လာတော့မရှိဘူးဗျအနေအောင်စောရမှာပဲဒါပေမဲ့မူနာကိုလည်းပွဲမှာတော့သူတို့ဂျွန်စတုန်းကိုတုံးသွားတယ်ကွင်းလယ်မှာရိုဒရီရိုဒီယာတို့အရင်နှစ်တည်းလောက်ခြေကမ်းတည်ငြိမ်မှုမရှိသေးဘူးဆိုပေမဲ့လည်းကွင်းလယ်မှာရိုဒီဖြစ်မယ်ပြီးရင်ဖိုတန်နဲ့ရိုက်ဒါဖြစ်မယ်ပြန်လက်ပွဲမှာတော့ပြည်မြလီမှာခြေစွမ်းပြနေတဲ့ဒေါ်ကူရှိတယ် မနာကုန်းရဲ့ပွဲမှာတော့တကူအလုံးလုံးမလုပ်ခဲ့ပေမဲ့ပရီးမီးယားလိမှာမန်ချက်စတာယူနိုက်တက်ပွဲနောက်ပွဲတွေတောက်လျှောက်မှာတကူကတော်တော်ခြေသွမ်းပြနေတဲ့ကောင်းလေးဖြစ်တယ်ဗျ။ပိုက်ပွဲမှာတော့ဘာလို့စေးပါသုံးမလား။ဘာလို့စေးပါပဲသုံးဖို့တော့များပါတယ်။တိုက်စစ်မှာတော့ဟာလန်ပေါ့ဗျာ။ဟာလန်က base တွေရှာပေးတယ်ဗျ။သူကသူ့ကိုအာတစ်ဖက်တင်အာယုံရောက်နေတာနဲ့တင်။ဂျန်နယ်လိုအပ်တဲ့နေရာတွေကို ဖြစ်ပေါ်သေးတယ်။တင်ရကောင်းတယ်ပေါ့ဗျာ။ကိုသိမ်းမှုရနိုင်နေ။အဲ့ဒီတော့ဟာလန်ကိုတိုင်ရလဲဒီရဒီမှာကိုတော်တော်တွင်းရတယ်ဗျာ။သူပရီးမီးယားလီးဂ်ကိုစရောက်တဲ့မန်ချက်စတာစီးတီးကိုစရောက်တဲ့အချိန်မှာကိုသိမ်းစာလောင်းနေတဲ့တားရတဲ့ကောင်လို့ပုံစံမျိုးပြန်မြင်နေရတယ်။နောက်ပြီးတော့အဲ့ဒီရဒီနဲ့မတူဘဲနဲ့ဘောလုံးကိုသူရှိလာမှကိုတက်တာလက်ဆိုင်ကိုသူကိုယ်တိုင်မှလိုက်ပြီးတော့ဘောလုံးတောင်းတယ်ဘောလုံးယူတယ် driven တွေကောင်းလာတယ် fast step တွေကောင်းလာတယ် ဟာလန်တော်တော်ကောင်းလာတဲ့တိုက်စစ်မှုဖြစ်တဲ့ကုရတီမှာအဲ့တော့ကျွန်တော်ဒီပွဲမှာတိုးရသူတိုင်းကြီးခေါ်ဒီပဲဖြစ်စေမခေါ်ဒီပဲဖြစ်စေဟာလန်တရားကိုမြင်တာနဲ့မိသွားနိုင်တဲ့1 plus 20ဆိုတော့ကြီးမှာကျွန်တော်ကတော့ Man City body ကိုကြိုက်ပါတယ်ကိုပေါင်းကြီးကတော့ကိုပေါင်းကြီးအပေါ်ကိုကြိုက်ပါတယ် 3D ဆိုတော့ကိုပေါင်းကြီးပေါ့ Manchester City ကကိုးရရပေးမယ်ကိုးရပြန်ပေးရတဲ့ပုံစံမှလည်းရှိနေတယ်ဒါကြောင့်ကျွန်တော်ကတော့ မန်ချက်စတာစီးတီးပေါ်ဒီနဲ့မန်ချက်စတာစီးတီးကိုပေါ်ဦးတပေါ်ကြပါတယ်အားလုံးပဲဆုံးဒီကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘောလုံးသင်းအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်နေပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်လို့ပြောကြရင်းနဲ့ပဲဒီ video လေးကိုဒီမှာနေအောင်တက်ချင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေကြပါလိမ့်ခင်ဗျာ